ဒါကတော်လှန်ရေးအတွက်အများကြီးအကျိုးရှိတယ်မဲ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုဖြစ်တဲ့ဆိုတော့ဒါပြည်သူလူထုလည်းသဘောပေါက်ပြီးဖြစ်လိမ့်မယ်နော်။တူတာတကယ်ပြီးခဲ့မယ်ဆိုရင်သူကဘာဖြစ်လာမလဲဆိုချင်းကိုလည်းအရခတဲ့တော့အေကနေတဆင့်တရုတ်ကနေတဆင့်အေအေကနေတဆင့်ချင်းပေါ့နော်။အဲပြီးလို့ရှိရင်ကျွန်တော်တို့ဟို CDS အရှို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မကွေးဘက်အစင်းဆိုလို့ရှိရင်လည်းဒါ5 star ကနေက1 star ဖြစ်လာတဲ့ကိုအောင်တော်ကြီးဟာ1 star တယောက်သာဖြစ်လာပါတယ် 1 star ဖြစ်တာကျွန်တော်တော်လှန်ရေးဘက်ကို ကူးပြောင်းလာပါတယ်ကျန်တဲ့5 star တွေကတယောက်ဖြစ်တဲ့ကိုအောင်တော်နဲ့ကူချန်ခဲ့တဲ့အောင်မော်နဲ့ဟာညီကိုပါအလမမေလာပါကျွန်တော်ဒီနေ့ရတော့ဒါ2025ပေါ့နော်2025ဒါ နိုဝင်ဘာ17ရက်နေ့17လပိုင်း17ရက်နေ့ဖြစ်တယ်ပေါ့နော်ထုံးစံတိုင်းထူးခြားသတင်းလေးတွေကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်တယ်အဲတော့နေရာခြေနေရပေါ့နော်ခြေနေရဒါကတော့ကျွန်တော်သတင်းတွေအများကြီးမပြောနိုင်တာရှိလို့ရှင်နေနည်းနည်းခွင့်လို့တီးခံပေးပါဒါပေမဲ့ကျွန်တော်အရေးကြီးတဲ့ point လေးတွေတော့ကျွန်တော်နေ့စဉ်နဲ့အများတော့ကျွန်တော်အချိန်ရရင်ရတယ်လို့ပေါ့နော်ထုတ်ပြီးတော့မှဒါတင်ဆက်ပေးနေတယ်သုံးသက်ပေးနေတယ်ပေါ့နော်အဲခုဆိုလို့ရှိရင်ဒါစစ်တပ်ကချက်ပြီးတော့မှကျွန်တော်တို့ ဘာထက်လုတ်ပြန်ပြီလဲဆိုတော့အနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပြည်သူနဲ့အနုပညာရှင်နဲ့ဒါ white out ပြက်ပြက်သားသားလုတ်ရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့နားလဲပေးပါဓာမိုးထားပါတယ်ဆိုတော့ဗနာပြောင်းထောက်ထားပါတယ်ဆိုတော့ဇကားတွေကလည်းတချို့အကောင့်ဘက်ကနေကြည့်ပြီးတဲ့လူတွေလည်းရှိပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ကျွန်တော်တို့ ပြည်နယ်မှာမွေးဖွားတဲ့မြန်မာပြည်နယ်မှာမြန်မာနိုင်ငံမှာမွေးဖွားတဲ့လူတွေရဲ့စိတ်ရင်းကံကကိုအဲကျွန်တော်အားနာတတ်တဲ့စိတ်တွေရှိကြပါတယ်ရှိတဲ့အခါကျတော့သူတို့မှာတော့အကြောင်းကြောင်းတွေရှိလို့ပါကွာအကြောင်းရင်းတွေရှိလို့ပါကွာဆိုတော့ဟာဒီကျွန်တော်တို့ကတော့အကြောင်းကြောင်းကြောင်းဆိုတာတွေကတော့ကျွန်တော်ပထမပိုင်းမှာပထမပိုင်းမှာလည်းကျွန်တော်ပြောခဲ့ပါတယ်အကြောင်းကြောင်းမှာဆိုတော့ကိစ္စတွေနားလည်ခွင့်လွှတ်မှုတွေက ကျွန်တော်တို့တော်လန်ရေးကိုပြန်ပြီးတော့မှဝါးမျိုးသွားလို့ရအောင်ရစ်ပတ်နေတဲ့မွေတကောင်လိုပဲစပကြီးမွေတကောင်လိုပဲရစ်ပတ်ပြီးတော့မှနောက်ဆုံးလိုချင်တဲ့အချိန်ကျမှဆက်ဆန့်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှ မျိုးသွားတဲ့ဟာတွေရှိနိုင်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကရစ်ပတ်မခံမဲနဲ့တခါတည်းတပတ်ရစ်တာနဲ့တပတ်ဖြီးရမယ်နှစ်ပတ်ရစ်တာနဲ့နှစ်ပတ်ပြန်ဖြီးထုတ်ပြီးတော့မှကျွန်တော်တို့လေလွတ်အောင်လို့ နားလဲပြပါွာဆိုစကလုံးကြီးကနေလွတ်အောင်လို့ကျွန်တော်တို့တွေယုံထွက်ရမယ်ယုံကန်ရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ကျန်တာမကြည့်နဲ့ကျွန်တော်တို့ဒါ5 star ကကျွန်တော်တို့ဒါ5 star ကနေက1 star ဖြစ်လာတဲ့ကိုအောင်တော်ကြီးဟာ1 star တယောက်သာဖြစ်လာပါတယ်1 star ဖြစ်တာကျွန်တော်တို့တော်လှန်ရေးဘက်ကိုကူးပြောင်းလာပါတယ်ကျန်တဲ့5 star တွေကတယောက်ဖြစ်တဲ့ကိုအောင်တော်နဲ့ ခုကြံခဲ့တဲ့အောင်မော်နဲ့ဟာညီကိုပါနော်ညီကိုအရင်ပါကျွန်တော်တို့ကောတော်နဲ့ဆုံတဲ့အချိန်မှာမေ့ကြည့်တယ်အကိုနဲ့အောင်မော်နဲ့အောင်မော်နဲ့ညီကိုမဟုတ်လားဆိုတော့အဲ့ကောင်ကြောင့်လာမမေ့နဲ့ဒီကောင်ကြောင့်ကျွန်တော်မပြောဘူးနော်ဒီကောင်လည်း तू လှုပ်ချင်အောင်လို့ဒါ तू တခုခုဖြစ်လာရင်လည်း तू ထိုက်နဲ့သူကံပဲဆိုရဲဟာမျိုးကျွန်တော်တို့ဒေါ်လာအေးမှာ ပြတ်သားတဲ့လူတွေရှိတယ်ဆိုတဲ့ဟာကိုဒါညီကိုအရင်အောင်မှာပဲဒီလိုမျိုးတွေပြတ်သားနိုင်တယ်ပေါ့နော်ပိုင်းဖြတ်ရမယ်ဆိုတဲ့နားလည်းပြီးပါဆိုတဲ့ကျွန်တော်တို့ရင်ပတ်ချင်းကိုကျွန်တော်တို့တွေကဒါအဲ့အနှောင်ဖွဲ့ကိုရအောင်ရှောင်ထွက်ရမယ်ပေါ့နော်အဲ့ဒါနီနီခင်းသောဆိုလို့ရှိရင်ဒါဒီခုရွေးကောက်ပွဲကိုကျွန်တော်တို့ပါဝင်အားပေးကြဖို့နီနီခင်းသောတို့မိဆန်နီတို့အဲချမ်းမြေမောင်ချိုးတို့နော်မေလာတန်စင်းတို့ကျွန်တော်တို့ဖိုးကာတို့ဟန်နီတာတို့ဒါနောက်တစ်ခေါက်ပြန်ပြီးတော့မှပေါ်လာပြန်ပြီးပေါ့နော် ပေါ်လာပြန်ပြီအဲ့တော့ညီညီခင်တော်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုးအရင်တုန်းကဆိုခဲ့တဲ့အချင်းလေးเนาะမျောလင်းရဲတဲ့ဆုံးတရားမပါဝင်ပါပဲเนาะပေးဆက်ခတာတကယ်ပေးဆက်ပြီးတော့မှဟိုဟာဖြစ်တယ်ဆိုတော့ပုံစံမျိုးဒါမေစုကိုကိုစားပြုပြီးတော့မှအမေစုရဲ့အဲယုံကြည်ချက်ခံစားချက်ကိုတချင်းဆိုပေးတဲ့ပုံစံမျိုးတော့မှပဲ तू ကပေါ်ထုတ်ပြီးတော့မှအနုပညာနဲ့စစ်တပ်ကို မတိမတာလေးတော့ဒါတော်လှန်ခဲ့ပြီးတဲ့ထဲထဲမှာပါခဲ့တဲ့လူတယောက်ပဲအဲ့တော့အချင်းကြီးအကြောင်းကြောင်းမှာဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကလုံးဝလက်မခံတော့ဘဲနဲ့ကျွန်တော်တို့ white out ပြပြတာတာလုံးရမယ်လူတွေထပ်ပြီးတော့မှပေါ်ထွက်လာပြီလို့ပြောရမှာပေါ့နော်အဲ့တော့နောက်ထပ်လဲနောက်ထပ်နောက်ထပ်ဒါစစ်ကောင်စီရဲ့ဘောရိတ်အောက်မှာရှိတဲ့အမှုပညာရှင်တွေကိုလည်းကျွန်တော်ဒီတိုင်းပဲထပ်ပြီးတော့မှပြည်သူလူထုနဲ့သူတို့နဲ့လုံးဝအလံခွေးသွားအောင်လို့ လုံးဝကျွန်တော်ဗိုက်ကောက်ပြက်ပြက်သားသားလှုပ်ရအောင်လို့လည်းစစ်ကောင်စီကထပ်ပြီးတော့မှဒါစီမံလာအောင်မယ်စီစဉ်လာအောင်မယ်ဆိုတဲ့ဟာလဲဒါကျွန်တော်တို့မလွဲမသွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအကုန်လုံးကိုတော့ပြက်ပြက်သားသားဗိုက်ကောက်လှုပ်ရမယ်လူတွေဖြစ်လာပါပြီဗိုက်ကောက်လှုပ်ရမယ်လူတွေထပ်ပြီးတော့မှတိုးလာခဲ့ပါပြီဆိုတဲ့ဟာပေါ့နော်အဲ့တော့တော်လိုင်းလှုပ်တဲ့လူတိုင်းကကိုကိုကို တော်လှန်ရေးလုပ်ရင်းနဲ့ငါတို့တခုခုသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်နောက်ဆုံးငါတို့တွားရမယ်လမ်းကဘယ်လမ်းလဲဆိုတော့တီလမ်းပဲလို့ကျွန်တော်တို့တော်လှန်ရေးတမအားလုံးကစိတ်ပိုင်းဖြတ်ထားပြီးသားပေါ့နော်စိတ်ပိုင်းဖြတ်ပြီးတော့မှအလုပ်လုပ်ကြတဲ့လူတယောက်လူသေးကြီးပဲပေါ့နော်အားလုံးကဒီလိုမျိုးလူသေးကြီးပဲတိုက်ပွဲဝင်နေရဲဘော်လည်းဒီတိုင်းပဲထောက်ဖို့လည်းဒီတိုင်းပဲကျွန်တော်တို့စီရီယန်လည်းဒီတိုင်းပဲမိသွားရင်ဘာလုပ်မှာလဲစစ်တပ်မှာ သူ့ရဲ့ဟိုဟာရှိပြီးသားကျွန်တော်တို့တောင်ကျန်းသူနဲ့ဆက်သွယ်လို့ရှိရင်သူကတောင်ကျန်းသူဆိုတာအွန်လိုင်းတက်ဖွဲ့ပေါ့တောင်ကျန်းသူနဲ့ဆက်သွယ်ရင်တည်တံအမြင့်ဆုံးတည်တံတိချမှတ်နိုင်တယ်ကျွန်တော်ဆိုလို့ရှိရင်ဒါစစ်ကောင်တီရထုတ်ပေးတဲ့တနက်နှစ်လက်နဲ့အတူတလက်အရှိတလက်ရကျွန်တော်ကိုပိုင် အတူတလက်ရစစ်ကောင်စီမှနေတော့ကျွန်တော်ကိုပိုင်ပစ္စတိုကင်ခဲ့တယ်ပေါ့နော်ကိုပိုင်အတူတလက် သုံးလက်တောင်ယူပြီးတော့မှဒါလာပြီးတော့မှဒေါ်လိုင်းတက်ဖို့ရင်လာပူပေါင်းခဲ့တဲ့ကျွန်တော်တို့လူမျိုးလည်းမိဝိုင်းဘာလို့မှာကျွန်တော်တို့ဒါတေတံပဲအဲ့တော့တေကိုကိုကိုတေလူလို့ဆုံးဖြတ်ပြီးတော့မှတော်လှန်နေတဲ့လူတွေကိုတောင်ဒီလူတွေကကိုကြီးမစားဘူးလားအဲ့တော့ကျွန်တော်တို့ကဒီလူတွေဘာကြောင့်နားလဲပေးနေရမှာလဲဗျာဟုတ်လားကြဟာဟိုလူတွေဆိုလို့ရှိရင်တကယ်ငါတို့ဒီဟာနဲ့ပတ်သက်ပြီးတော့မှအခုဖွေးဖွေးတို့ဘာတို့ဆိုလို့ရှိရင်ဒါ ဒါဟိုဟာဖြစ်ပြီးတော့မှနည်းနည်းအစစ်စစ်ခံရတဲ့ပုံစံမျိုးသူတို့ဆိုလို့ရှိရင်လည်းဒါစစ်ကောင်စီခိုင်းတာလိုက်မလို့လို့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီလိုမျိုးတွေဖြစ်တော့စစ်ကောင်စီကမှန်ပါတယ်ခင်ဗျားတို့ဂျင်းတဲ့ချက်ထဲမှာရအောင်ထားထားတာအဲ့ဒီကနေဂျင်းတဲ့ချက်ထဲကနေပြီးကမှကျွန်တော်တို့ကျန်တဲ့လူတွေဘာဖြစ်လို့ရအောင်ယုံထွက်ပြီးတော့မှတော်လှန်ရေးဘက်ကိုဘာဖြစ်လို့ရအောင်မမမမက်ရက်တီလဲနော်ခက်ခဲမဲ့ဆိုတာလူတိုင်းသိပါတယ်ဒါပေမဲ့သမင်းတော့မငတ်ပါဘူးဗျာ တိတ်ခါရှိရှိနဲ့ထမင်းလုတ်ကိုနေတိုင်းစားနိုင်လို့ရတဲ့အနေထားမျိုးတွေရှိပါတယ်ပြည်သူမျက်နှာကိုဒါတကယ်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဂျန်နဲ့ဝီဝါဒတွေ꽌ပြားမှာဆိုတဲ့အတွက်ဒီလောက်ပဲပြောခြင်းနဲ့ Vike out ကတော့ပြပြသားသားလုံးရမယ်လူတွေထပ်မှန်ပြီးတော့မှထပ်ပေါ်လာပြီဆိုတဲ့ဟာတော့ကျွန်တော်တို့ဒါဒီနေ့ထပ်ပြီးတော့မှဒီသတင်းနဲ့ပတ်သက်ပြီးထပ်ပြီးတော့မှတွေ့ရပြန်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်တို့အဲဝန်တာတရားတရင်ပဲပေါ့နော်ဒါအော်တိုဘာလအတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့စစ်ကောင်စီက အလင်းဝင်ဖန်စီရမိ၃မန်းပေါင်းကျွန်တော်125ဦးအထိရှိခဲ့ပါတယ်ပေါ့နော်ဒါနိုဝင်ဘာလထဲမှာလည်းထပ်ပြီးတော့မှစိမ့်စိမ့်နဲ့ထပ်ပြီးတော့မှရှိသေးတယ်ဒါပေမဲ့နိုဝင်ဘာလဆင်းရင်ထပ်ပြီးတော့မချုပ်ရသေးဘူးပေါ့နော်အဲ့တော့အော်တိုဘာလအတွင်းမှာတော့125ဦးရှိတယ်အဲ့ဒီ125ဦးမှာအတချို့ဒီလူလူတွေကကျွန်တော်မနေ့ကကျွန်တော်ကိုပိုင် Facebook မှာ Facebook အကောင့်မှာကျွန်တော်အလင်းဝင်ပါစ၈ဦးပေါ့နော် ရှစ်ဦးပြန်ပြီးတော့မှစစ်ကောင်စီကိုပြန်တော်လှန်နေတဲ့လူတွေနဲ့ကျွန်တော်တွေ့ဆုံခဲ့ပါတယ်ဆိုပြီးတော့မှကျွန်တော်လိုင်းမတင်တဲ့ချိန်မှာဒီကောင်ဒီယုံယုံအားပါမလားဆိုတဲ့တန်တရားကအဲဒါခင်ဗျားတို့မြေသူလူထုအဝေးကလူတော်မှာပဲဒီလိုအမြင်မျိုးဒီလိုအတွေးမျိုးရှိလို့ရှိရင်ဒီကောင်အနေနဲ့အတူတူကျွန်တော်တို့လက်နက်ကင်ပြီးတော့မှအတူတူပါဝင်တော်လှန်နေတဲ့ဒေါ်လိုင်းရဲပေါ့ဒေါ်လိုင်းခေါင်းဆောင်တွေမှာဒီလိုအတွေးမျိုးကတိတ်ရှိတာပေါ့ နော်လက်နဲ့ကင်တဲ့လူကကျွန်တော်တို့တစုံတစားလေးတောင်းမှားလို့မရဘူးတခုမှားတာနဲ့ကြီးကကိုယ်ပြန်ပြီးတော့မှလာမှန်နိုင်တဲ့အနေအထားမျိုးအထိဒါမှမဟုတ်လို့ရှိရင်တခု location ပေါက်သွားနိုင်တာမျိုးတို့ဒါမျိုးတွေကစားအများကြီးရှိလာနိုင်တဲ့အတွက်ကျွန်တော်တို့ကလည်းယုံကြည်ရလားဆိုတဲ့ဟာတွေအမျိုးမျိုးကျွန်တော်တို့ထိန်းချုပ်စမ်းသပ်ပြီးတော့မှဒီလူတွေကိုပြန်လဲတာဝန်ပေးအပ်ခြင်းဆောင်ရွက်နေတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ရောက်ရှိနေတဲ့နေမြေမှာဆိုလို့ရှိရင်စုစုပေါင်းအလင်းဝင် ဘိုးကြီးဘိုးမူအပါဝင်ကျွန်တော်တို့36ဦးရှိပါတယ်အဲ36ဦးကနေရာကဏ္ဍအတီးတီးမှာကျွန်တော်တို့ကပြန်ပြီးတော့မှလိုအပ်တဲ့တာဝန်တွေပြန်ပြီးတော့မှပေးရထားတယ်အဲ့တော့အပြေးဝါကြီးအဲတော်လိုင်းကြီးရဲ့ပါဝါတစ်ခုကိုဒီကောင်းလေးလက်ထက်ကိုပေးထားတာလားဆိုတော့မဟုတ်ပါဘူးအဲတစိတ်တစ်ပိုင်းတစ်ခုခုသာလင်းရင်ကျွန်တော်တို့ကသူတို့ကို ပြန်လဲအတုံးချပြီးအတုံးချလို့ရတဲ့နီလန်းတွေအများကြီးရှိပါတယ်ဗောနော်အများကြီးရှိပါတယ်ဒါတွေက ဟိုအလင်းဝင်လာတာပေါ့နော်ကျွန်တော်သုံးမှန်းမဟုတ်ဘူးဟိုကအလင်းဝင်ပြီးတော့မှချစ်ကောင်စီကိုပြန်ပြီးတော့မှတော်လှန်ပေးနေတိုက်ခိုက်ပေးနေသူတို့တူတူယောက်ချင်းရဲ့အင်တာဗျူးတွေလည်းကျွန်တော်လုပ်ထားပါတယ်ဒါလည်းကျွန်တော်ထပ်ပြီးတော့မှတင်ဆက်ပေးမယ်ပေါ့နော်မနေ့ကတော့ Facebook မှာလာပြီးတော့ comment လေးလာရေးကြပါတယ်သူတို့နဲ့ပတ်သက်တဲ့အင်တာဗျူးလေးတွေထပ်ပြီးတော့မှ ထုတ်ပေးပါအောင်ဘာညာဆိုတဲ့ဟာကျွန်တော်စီစဉ်ထားပါတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းထပ်ပြီးတော့တင်ဆက်ပေးပါမယ်ကျွန်တော် YouTube မှာတင်ပြပေးပါမယ်ပေါ့နော်ဒါကတပိုင်းပေါ့ နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဟိုရည်စရာဟာသားလေးတစ်ခုပေါ့နော်ရည်စရာဟာသားလေးတစ်ခုဒါပါလဲဆိုတော့ကျွန်တော်တို့ KNU တက်မှာတက်ကတထုံခရိုင်ဥက္ကဋ္ဌပေါ့နော်တထုံခရိုင်ဥက္ကဋ္ဌအဖရိုဆောဆိုးမြင့်ကိုအဲဒါအဖရိုဆောမြင့်ပေါ့နော်ဆောဆိုးမြင့်ကိုဘာလို့လဲဆိုတော့ဆောဆိုးမြင့်အပါဝင်20နဲ့2ဦးကိုဒါရွက်ောက်ပွဲနှောက်ရှက်လို့ဆိုပြီးကမှစစ်ကောင်စီကတက်ဆိုင်ရရဲစခန်းနေမှာတွားပြီးတော့မှအမှုဖွင့်နေတယ်အမှုဖွင့်နေတယ်အဲ့တော့ဟိုလိုလာလို့ရှိရင်စစ်ကောင်စီကတမျိုးဗျာ မလိုလိုင်းတမျိုးအဲ့လူတွေဒါ NCA လမ်းကြောင်းကိုကျွန်တော်သွားပါမယ်ဆိုပြီးတော့မှဇပွဲဝိုင်းပေါ်တာဒီချိန်မှာပေါ့နော်ဒီချိန်မှာပြောတာကျွန်တော်တို့9ပြီးတော့မှဇပွဲဝိုင်းကိုသွားတဲ့အချိန်မျိုးမဟုတ်ဘဲနဲ့အခုလိုမျိုးပေါ့နော်ဒါ level ပဲဖြစ်ဖြစ်ကိုကနည်းနည်းလေးတာနေတာပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်ဇပွဲဝိုင်းကိုသာသွားမယ်ဆိုလို့ရှိရင်ခင်ဗျာနေပြီးတော့မှသွား32ချောင်းနေမဟုတ်ခင်ဗျာ64ချောင်းလောက်ပေါအောင်ပြုံးပြပြီးတော့မှ အမီးတနန်းနန်းနဲ့ကြိုးတို့မှာဟာဖတိလာပါအဖိုးလာပါဘလူရီလာပါဟိုလူရီလာပါဒီလူရီလာပါနဲ့နော်ဒါစန်ဘူန်တန်ပြတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ DGB ကနော်ဗိုလ်ချုပ်ဆန်းအောင်စောဆန်းအောင်ဆိုလို့ရှိရင်ဘာပြောခဲ့လဲတကြားမင်းချင်းလာပြီးတော့မှမင်းလာပြီးဂျိုင်လုံးရင်တော့ချစ်မှန်တဲ့ရွေးကောက်ဝယ်ဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့မှပြောခဲ့တယ်ဒါပေမဲ့တကယ်တကယ် NCA ဆန်နေပြီကိုသွားလဲသွားရော ူ့ကိုအင်တာဗျူးတောင်လှုပ်လိုက်သေးတယ်အမေကျော်ကျော်ဆိုးအတန်နဲ့တူတယ်ဒီဘက်ကဂျူးတဲ့ကောင်တော့မပါဘူးဒါပေမဲ့အတန်ကတော့ဒီကောင်အတန်ခွေးစီသွားတော့မှတ်မိတယ်အဲစာကလေးစာကလေးအတန်စာကလေးကောင်အတန်ကပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးဟွာဖြစ်တယ်ပေါ့အဲ့တော့စစ်ကောင်စီကလုံရင်အမိတနှန့်နှံ့ဗျနော်အဲ့တော့ဒီကောင်တွေလိုအပ်လာတဲ့အခါမျိုးကြတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့အမှုဖွင့်တော်ထဲမှာနေတဲ့လူကခင်ဗျားယူကောက်ပဲဘလို့နှောက်ချက်မှာစဉ်းစားကြည့်ရင်လွယ်လွယ်လေးနော်တကယ်စဉ်းစားကြည့်ရင် ပေါ်တယ်ပေါ့နော်အဲ့တော့ တော်တယ်မှာနေတဲ့လူကိုရွေးကောက်ပွဲကိုနှောက်ယှက်မှုနဲ့တော့ကျွန်တော်တို့ကပြောပြောထားပြီးသားခင်ဗျားတို့နေမြေသူတို့နေမြေမှာသူတို့ရွေးကောက်ပွဲလှုပ်တာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကဒါပြည်သူတွေမပါဝင်ဖို့ဆိုပြီးကမှကျွန်တော်တို့အကူအညီတောင်းတယ်ပြည်သူတွေတော်လိုင်းကိုပူးပေါင်းပါဝင်ကြဖို့တဲ့အကူအညီတောင်းတယ်ကျွန်တော်တို့ထိတ်ချုပ်ထားတဲ့နေမြေမှာရွေးကောက်ပွဲလုံးဝအလုံးမခံဘူးဒါပဲရှင်းတယ်ကျွန်တော်ရွေးကောက်ပွဲကိုနှောက်ယှက်မင်းတို့မဲယုံကြီးကိုဘုံခွဲပြင်မယ်မဟုတ်ဘူးပြည်သူလူထုအများပြားရှိရတဲ့နေရာကိုကျွန်တော်တို့ဘုံခွဲတရား အကြောင်းမရှိဘူးခမားတို့ဒါပြည်သူလူအများကြီးရှိတဲ့နေရာစင်ပြီးတပိတ်ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဒါအခုဆိုရင်ဒါပြောရမယ်ဆိုရင်ဒီအရခတော့အေးထိန်းချုပ်ရနေမြေရောထိန်းချုပ်ရနေမြေမဟုတ်တဲ့နေရာမှာရောကျွန်တော်တို့ပေါတော့တို့ရသေးတောင်တို့ကြောက်ဖြူတို့ပုံနာကျွန်းတို့မင်းပြားတို့မှာကျွန်တော်တို့အခုရက်ပိုင်းအတွင်းမှာဒါဒီမျိုးငါးမျိုးကိုအပြင်းထန်ဖိပြီးတော့မှဘုံကျဲတာဟာ ကလေးငယ်အမျိုးသမီးလူကြီးသူမတွေအပါအဝင်ချစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျွန်တော်တေဆုံးသူ30တဦးထိရှိသွားပြီဒဏ်ရာရသူ50ဦးဆုစုပေါင်း82ဦးထိရှိတယ်မင်းတို့ကသာမညာမတာလောက်တာတော်လိုင်းတပ်ဖွဲ့တွေကရွေးကောက်ပွဲကိုတွားပြီးတော့မှမဲပင်းတက်ပစ်ပါမယ်လို့ဘလူးမချိန်ချောက်ထားတာမရှိဘူးရွေးကောက်ပွဲကိုအတက်နိုင်ဆုံးစစ်မှန်သောရွေးကောက်ပွဲမဟုတ်တဲ့အတွက် ချစ်မှန်တော့ရွေးကောက်ပွဲပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုလို့ရှိရင်တော့ NND တဲ့ပါဝင်ခွင့်ရမယ်ပြည်သူအသေးခိုက်တဲ့တကယ်အသေးကြမဲတပြားဖြစ်မဲပေးနိုင်မဲ့လူတွေသာတကယ်ပါဝင်ခဲ့မယ်ဆိုလို့ရှိရင်နော်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လှုပ်ပေးပြီးတော့မှကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေအတင်းအဓမ္မဖန်ဆီးခံထားရတယ်ကျွန်တော်တို့ခေါင်းဆောင်တွေပြန်လှုပ်ပေးပြီးတော့မှဟိုရခင်တော့ကလို့ပုံမှန်2015လို့ပုံစံမျိုးလုပ်မယ်ဆိုရင်တော့ဘယ်တော်လိုင်းတက်ဖွဲ့ကမှကျွန်တော်တို့နှောက်ရှက်စရာ အကြောင်းမရှိပါဘူးချင်းချောက်စရာအကြောင်းလည်းမရှိပါဘူးဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်အဲ့တော့ဟာတာလေးလှုပ်တယ်သူတို့ကဒါ Pro Quest 2 Win တို့ဘာလို့အများကြီးပေါ့နော် channel လူတွေအကုန်လုံးလိုက်ပြီးတော့မှဟိုဟိုလိုင်းဘွဲရဲစခန်းမှာသွားပြီးတော့မှတော့လောက်ရတာနဲ့ဟိုအမှုဖွင့်ရတာနဲ့အခုတထုံဘက်မှာသွားပြီးတော့မှရဲစခန်းမှာသွားပြီးတော့အမှုဖွင့်ရတာနဲ့ဟိုကမကျေနပ်အဲ့ရဲစခန်းမှာအမှုဖွင့်ခံထားတဲ့ဟိုအမှုကိုလက်ခံထားတဲ့ရဲစခန်းမှာတက်ပြီးတော့မှကြိတ်ပလိုက်လိမ့်မယ် နော်စစ်ကောင်စီကလိုရင်တော့အမိတနှန်းနှံမှာဒီချိန်မှာတော့ရန်သူတယောက်လိုတတ်မှတ်ပြီးတော့မှဘလို့ပဲကြီးညာနေကြီးညာနေတကယ်တကယ်သာခမကျွန်တော်တို့လာခဲ့ပါမယ်ဗျာခမတို့ ਨੇ တွေ့ဆုံဆွေးနွေးပါမယ်ဆိုလို့ရှိရင်မလီတခန်းတနာနဲ့ခမလုံချုံရင်းနဲ့နော်စားစားရေးတော်ရေးရစားအဲခါတာနဲ့5 star လို့အဆင်ပြေနေဟိုတယ်တွေမှာပေးသေးရတာနဲ့ခမလာပါလိမ့်မယ်ကျွန်တော်တို့အာနာအချုပ်ကြအာနာကိုမထီးခိုက်ဖဲနဲ့သူတို့ကိုသာနည်းနည်းလေးဇောင်းပေးပြီးတော့သား တဖက်တလန်းကနေကုညီလောက်ကင်ပေးပါမယ်လို့သာလေးတန်လေးပြည့်ကြည့်ခမရလဲအဲ့နေနောက်တစ်ခါရထားပြီးတော့မှပြေးလာကြုံမယ်အမိနှမ်းမဲ့ပုံစံမျိုးအနေထားတွေရှိတယ်ကျွန်တော်တော်လိုင်းတက်ဖို့ရဒီလိုမဟုတ်ဘဲနဲ့အပိဓိချိန်မယ်အပြတ်ချိန်မယ်လို့ပြောတဲ့ခါကျတော့စစ်ကောင်စီမှာတကယ်ဟိုဟိုထပ်ပေါက်ရှာမရတဲ့အနေထားမျိုးလုံးဝကိုကြုံနေရတာပေါ့နော်ကြုံနေရတယ်ကြုံနေရလို့လဲတာကျွန်တော်တို့အဲအမှုပညာရှင်တွေကိုထုတ်ပြီးတော့မှအသုံးပြုတာနဲ့နော်ကျန်တဲ့အမျိုးမျိုးသော လောက်ရက်တွေနဲ့ပေါ့နော်အဲပြည်သူတကယ်ပြည်သူစစ်စစ်တွေကယူကပွဲဝင်မယ်ဆိုတော့အချိန်မျိုးပါတီထောင်ပြီးတော့မှ လုတ်တဲ့အခါမျိုးကြတော့မလုပ်လဲလို့ဆိုတော့မငိမ့်ညမ်းတဲ့နေမြေစကူမကူနေမြေမျိုးကိုယူကပွဲသွားပြီးတော့မှဝင်ခိုင်းတယ်မင်းအိုက်နေမြေကဝင်မင်းအိုက်နေမြေကဝင်မင်းအိုက်နေမြေကမင်းရဲ့မဲဆန္ဒနေဆိုပြီးတော့မှတတ်မှတ်ပေးတယ် တကယ်ငိမ့်ငဲတဲ့နေရာကျတော့ဘူးလက်လက်ဆွေတို့ဘာလို့ဆိုတာခမဟိုဟိုဟာလောက်ကနေဟိုပြောရရင်ရိုင်းနေဖြစ်သွားမှာဆိုဟိုဟာလောက်အကွင်းကွက်ထဲကနေပြီးတော့မှထွက်လာပြီးတော့မှရေကောက်ပွဲဝင်ပြန်ရဲလို့လားမပြန်ရဲဘူးအဲ့နေပြီးတော့နားနေပတ်ပြီးတော့မှပလုံစီအောင်လိုက်ပြီးတော့မှဟိုတယောက်ကတမျိုးယူလိုက်ဟိုတယောက်ကတမျိုးယူလိုက်ဒီလိုမျိုးပဲလောက်တာပြီးလို့ရှိရင်မြားထုံးဦးတို့ဘာလို့ဘယ်လိုသွားယူလဲပြင်ဦးလွင်တို့ဘာလို့ပြင်ဦးလွင်ဆိုတာခမဒီလိုမျိုးဟိုဟိုသွားကြထိုးတန်လေး ကောက်ကိုင်းပြီးတော့မှလှမ်းပြလိုက်ရင်တော့ပဲမှန်သွားတဲ့လူကစစ်တပ်အတိုင်းဝိုင်းကလူပဲဒီလောက်ထိကိုစစ်တပ်များတဲ့နေရာမျိုးမှာတွားပြီးတော့မှအဲဂျီကော့ပွဲဝင်တယ်ကျန်တဲ့လူတွေကိုကြတော့ခင်ဗျာမငိမ့်ညမ်းတဲ့စကူမကူနေရာတွေကိုဒါဟိုမဲဆန္ဒနယ်ဖြစ်ပေးတယ်ဗောနော်အဲ့တော့ဘလုံးမတရားမျှတတဲ့အကြောင်းမရှိဘူးဒီလိုရွေးကောက်ပွဲကိုနှောက်ရှက်ရုံနေမဟုတ်ဖြစ်ကိုမဖြစ်စေချင်တာကတော်လှန်ရေးတပ်ဖွဲ့အားလုံးရဲ့ရင်သွင်းဆန္ဒပဲဖြစ်တယ်ဗောနော်အဲ့တော့ခင်ဗျားတို့ကခင်ဗျားတို့ အမှုဖွင့်ရုံမကားလို့အမှုဖွင့်ရဲတရခံလိုက်ဖန်ခိုင်းလိုက်လေအဲ့ရဲကိုဘယ်နာမှရှိတယ်မင်းအဲ့ဒီတက်မာတစ်နေမီကတော့သူတို့ထိန်းချုပ်ထားတဲ့နေမီတွေမှာတော့အဲ့ဒီဖရိုစောစောမြင်လို့ ਨੇ အဲ့ကျန်တဲ့22ဦးကတော့အဲ့နေမီထဲမှာရှိရဲမင်းတို့ရဲတွေဝင်ပြီးတော့မှနော်ဆိုင်ကယ်လေးစီးပြီးတနက်လေးနောက်ပြန်လွယ်ပြီးတော့မှသွားပြီးတော့မှဖန်ခိုင်းလိုက်ပါလားနော်ရေစခံမှုတွေပါတယ်အမှသွားမလောက်တော့ဖြစ်ဦးမယ်နော်ဟိုတယောက်ဟိုတယောက်နဲ့တော့ခင်ဗျာအဖမ်းခံရတဲ့အနေအထားမျိုး ဟိုကိုကဖမ်းဖို့ကြိုးစားရင်းနဲ့ကိုဖမ်းခံရတဲ့အနေအထားမျိုးမင်းတို့ကောင်တွေဖြစ်တော့မယ်နော်ကြောင်တောင်တောင်ယူတူတူကိစ္စတွေရှောက်ပြီးတော့မှလုံမနေနဲ့လို့ဒါပြောချင်တာပေါ့နော်ဒါနောက်ဆုံးတစ်ခုကတော့ဒါကျွန်တော်တို့အရခတ်တော့အရင်နဲ့ဒါချင်းဘရာသားပေါ့နော်ချင်းညီနောင်အဖွဲကကျွန်တော်တို့ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာကျွန်တော်တို့တွေ့ဆုံဆွေးနွေးခဲ့တာဒါဒေါ်လန်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့တော့ကျော်ကျော်မျိုးမင်းကမလုပ်လဲလို့ဆိုတော့ ပလဲဝါနဲ့ပတ်သက်ပြီးတော့မှနာနေကြားပေါ့နော်ပလဲဝါနဲ့ပလဲဝါဆိုတာဒါကျွန်တော်ချင်းနဲ့ရခိုင်နဲ့နေကြားလို့နေကြားမျိုးလေးလို့ပြောလို့ရတယ်ပေါ့နော်ဟိုဘက်ဒီဘက်အဆက်မျိုးလေးပေါ့အဲအဲ့ဒီမျိုးကိုအသိန်းသိန်းတာကဘယ်ဖွဲ့အသိန်းရတာတကယ်ထင်းချုပ်တော့ဘယ်ဖွဲ့ထင်းချုပ်တယ်လို့ဘာလို့ဆိုပြီးတော့မှကျွန်တော်တို့ဒါချင်းဖွဲ့နဲ့ဒါအာခါတတော့အေအေနဲ့တိုက်ခိုက်ပေးတာပေါ့နော်တိုက်ခိုက်ပေးတာအဲ့တော့ဟိုဒါကတော်လှန်ရေးအတွက်အများကြီးအကျိုးရှိတယ်မဲ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုဖြစ်တဲ့ဆိုတော့ဒါပြည်သူလူလည်း သဘောပေါက်ပြီးဖြစ်နေမယ်နော်နော်ဒါကျွန်တော်မနေ့ကတင်ဆက်ခဲ့တဲ့အထဲမှာဗာပြောခဲ့လဲဆိုတော့ကျွန်တော်တို့ဒီချင်းပြည်ရခိုင်ပြည်နယ်ကမြို့၄မြို့ကိုဒါတရုတ်ဖိအားနဲ့အတူတူပြန်ပြီးတော့မှအာရခတတော့အေလက်ထက်ကနေပြန်ပေးဖို့ဆိုပြီးတော့မှဒါမင်းအောင်လှိုင်ကဟိုအေးဒမြပေါ့ဗျာအေးဒမြတိုက်တယ်ပေါ့ဟာအေးစစ်စစ်ပြန်ပေးဖို့ရဲအေးဒမြတိုက်တယ်အဲ့တော့အေကဘုဂျုံထုံမြတ်နိုင်ကကျွန်တော်လည်းပြောခဲ့တဲ့အထဲမှာပါပါတယ်ပြည်သူလူထုကကျန်တဲ့တော်လိုင်းတက်ဖွဲ့တွေကလေးစားရတဲ့ ပုံကိုတယောက်ဖြစ်တဲ့အခါကျတော့သူသားတကယ်ပြီးခဲ့မယ်ဆိုရင်သူကဘာဖြစ်လာမလဲဆိုချင်းကိုလည်းအရခါတော့အေးကနေတဆင့်တရုတ်ကနေတဆင့်အေးအေးကနေတဆင့်ချင်းပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဟို CDS အရှို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မကွေးဘက်အစင်းဆိုလို့ရှိရင်လည်းအဲပြောလို့ရတယ်အဲကျွန်တော်တို့ဒီဘကိုးတိုင်းဘက်ကအဲပကံကွဲတို့ကျွန်တော် point 63လုံးလို့ဆိုလို့ရှိရင်လည်းကျွန်တော်ညောင်ချိုးတို့ဘာလို့ဆိုလို့ရှိရင်လည်းဒါ အရကတော့ A နဲ့ပတ်သက်ပြီးတော့မှဒါပြောလို့ရတယ်ပေါ့နော်ဒါတော့အရကတော့ A ရဲ့မဟာမိတ်တိဆောက်ထားမှုလက်တံကကျွန်တော်တို့ဂနန်းလိုပဲပေါ့နော်ဂနန်းလိုပဲဘော်ဒီရတာတခုတည်းပေါ့နော်အဲဒီမှာဒီညက်ညက်တွေရောလက်မတွေရောဒီကျွန်တော်တို့ဘေးရဟွာတွေရောအဲ့ဒါပို့ပြီးတော့မှပြောရမယ်ဆိုရင်ကင်းချီများပေါ့နော်ကင်းချီများလိုမျိုးဘော်ဒီရတခုတည်းသူ့ရဲ့ခြေတံလက်တံတွေကအများကြီးနဲ့သူမဟာမိတ်ဖွဲ့စည်းထားနိုင်တဲ့အခါကျတော့အဲ့သူကအေးအေးသာဒီဟာကိုသဘောတူခဲ့မယ်ဆိုလို့ရှိရင်သူကျန်တဲ့ တက်ဖွဲ့တွေကိုပါသူတဖြည်းဖြည်းနဲ့ဟာအိတ်ထဲကိုထည့်ပြီးအဓိကစစ်စစ်နေမြေကြုံအောင်စစ်နေမြေကြုံလေစစ်တပ်ကသူပင်မမှုတက်တာလေသူပင်မမှုတက်တာလေစစ်နေမြေကြုံသွားလေလေသူဘုံကျဲရတဲ့နေရာတွေကျင်းမြောင်းလာလေပဲဘုံကျဲရတဲ့နေရာကျင်းမြောင်းလာတဲ့ခါကျအရင်တော့တနည်းအောင်တစ်ခေါက်ပဲကျင်းရနေကျွန်တော်တို့အမျိုးဆယ်မျိုးသူဆယ်ချောင်းတက်ပြီးမျိုးဆယ်မျိုးကျင်းနိုင်ပေမဲ့အဲ့ဒီမှာ၅မျိုးပဲသူကျန်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ၅မျိုးကိုတရက်ကိုနှစ်ခေါက်အဖြစ်ဘုံကျင်းနိုင်တဲ့အနေထားမျိုးထိ ဒါလှုပ်လာနိုင်တော့မယ်ပေါ့နော်အဲ့တော့အခုချမ်းမြောက်ပဲဆိုလို့ရှိရင်သူဘုံကျရတဲ့ area တွေနဲဝပြီကျွန်တော်နောင်ချိုဒါကြောက်မဲတိန်ဒီနော်အရင်းညာမျိုးတွေကကျွန်တော်ဒါသူ့လက်ထဲကိုပင်ရောက်သွားပြီဆိုတဲ့ခါကျတော့သူဘုံကျရတဲ့တက်တာလာတဲ့ခါကျတော့ကျန်တဲ့နေမြေတွေကိုအရခါတော့ AA ရဲ့ဒါမြို့ငါမြို့ကိုဖိပြီးတော့မှဒီရဲပိုင်းမှာအတင်းချက်လုံနေတာသွားပြီးတော့မှတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါအရခါတော့ AA နဲ့ဒါချင်းဘရာသား အဖွဲ့ကြီးရဲ့တွဲဆုံမှုကဒေါ်လိုင်းအတွက်တကယ်ဟိုးကိုအမြဲတမ်းကောင်းတဲ့အဖွဲ့အဖွဲ့ဖြစ်တယ်ဗောအဟိုကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ဗောနော်ဒီအဲ့ဒီအပြင်မှာကျွန်တော်အာတကရတော့အေအေနဲ့ကျန်တဲ့မြေပြင်မှာကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှအလုံးလုံးနေတဲ့အဖွဲ့ကြီးအများကြီးရှိပါသေးတယ်အဲ့ဒီတော့ကျွန်တော်တို့အာတကရတော့အေအေကသာတကယ်ခိုင်ခိုင်မာမာနဲ့ဒေါ်လိုင်းဘက်မှာယက်တီနေသေးရွေးကတော့ကျွန်တော်တို့ဒေါ်လိုင်းရေးကဘယ်တော့မှကြာဆုံးသွားမှာမဟုတ်ဖဲနဲ့ကျွန်တော်တို့အချိန်ဟုန်တစ်ပြေးပြေးနဲ့ မြင့်တက်လာတော့မဲ့အခြေအနေတရားကိုတော့မြင်မိပါရဲ့လို့ပြောကြရင်လည်းကျွန်တော်ရဲ့ဆွေးနွေးမှုတွေညီကောင်းချုပ်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်